ီကနေ့နာကျင်မှုဝေဒနာနဲ့ပတ်သက်လို့ကျမ်းမာရေးဆိုင်ရာဘုသူစာပြီးတဲ့အစီအစဉ်မှာเนาะကျွန်တော်တို့ပြင်စမမြောက်အနေနဲ့ဘာကြောင်းပြောချင်လဲဆိုရင်နာကျင်မှုဝေဒနာကိုကုသတဲ့ဆေးဝါးတွေအများကြီးရှိကြတယ်လောက်သားပြည်သူများအနေနဲ့လည်းเนาะဆံဝင်ရဲ့ညွှန်ကြားကုသမှုနဲ့တော့၎င်းဒါမှမဟုတ်မိမိရဲ့เนาะ ကျမ်းမာရေးဆိုင်ရာဘူးစုဒအတွေ့အကြုံပေါ်မှာမူတည်ပြီးတော့၎င်းလက်လန်းမိသည်များစေဝါးတွေတော်တော်များများဟိုနော်ကိုယ်တိုင်တောက်တောင်းနေလူရှိသလိုသူများပြောလို့တောက်ကြည့်နေတဲ့စမ်းသပ်ကြည့်နေတဲ့လူနာတွေလည်းရှိကြပါတယ်ဟိုစေဝါးများရဲ့သဘာဝဆိုတာမှာအကျိုးနဲ့နော်ကောင်းတဲ့အကျိုးနဲ့ မကောင်းတဲ့ဘေးအတွက်ဆူကျူးဆိုတာအမြဲတမ်းတွန်တွဲလက်ရှိနေပါတယ်အ ਨੇ များပဲกว่าပါတယ်အကျိုးအပြစ်ကတော့အမြဲတမ်းတွန်တွဲပြီးရှိနေတဲ့အတွက်ကြောင့်ဒီစေဝါများကိုတောက်သုံးတဲ့အခါမှာအသုံးပြုတဲ့အခါမှာလိုအပ်တဲ့ကျမ်းမာရေးဘူးဒုဒအနေနဲ့စေဝါများရဲ့အကျိုးအာနိသင်နဲ့ဖြစ်နိုင်ခြင်းရှိတဲ့ဘေးဒဆူကျူးများအကြောင်းကိုလည်းဘူးဒုဒအနေနဲ့ရှိတာသင့်ပါတယ် opioid analgesic လို့ခေါ်တဲ့ပြင်းထန်တဲ့ နော်나ခြင်းမှုဝေဒနာခံစားရတဲ့အနေအထားမျိုးမှာ opioid analgesic ကအခုချိန်စီကဘာပေါ်မှာအကောင်းဆုံးဖြစ်နေပါတယ်မြည်သည့်ခင်မီနည်းပညာတွေနဲ့ပဲနော်တိုးတက်တိုးတက်ဘိန်းကိုအခြေပြုတဲ့ morphine တို့ codeine တို့ betadine တို့ fentanyl တို့ oxycodone တို့ tramadol ဆိုတာ အခုအချိန်ထိမခံရနိုင်တဲ့နာကျင်မှုဝေဒနာတွေအတွက်အကောင်းဆုံးစေအနေနဲ့တကဘာလုံးကလက်ခံထားကြပါတယ်အထူးသဖြင့် terminally ill ဖြစ်နေတဲ့ကင်ဆာယောဂါဝေဒနာရှင်များရဲ့နာကျင်မှုဝေဒနာတွေကြီးမားတဲ့ခွဲစိတ်ကူတာမှုတွေပြုလုပ်ပြီးတော့ နောက်ဆက်တွဲခံစားရတဲ့လာကျင်မှုဝေဒနာကြီးအတွက်ဒီ opioid analgesics တွေကเนาะအသုံးပြုနေရာဆဲဖြစ်ပါတယ်။ဘယ်ဟာနဲ့မှစားထုတ်လို့မရတဲ့အခြေအနေရှိနေပါသေးတယ်။ဒါပေမဲ့အစွမ်းတက်တဲ့ထိရောက်တဲ့အကျိုးအာနိသင်ရှိနေသောညာလည်းပဲသူတို့အတွက်ရှင်တွဲပြီးနေတဲ့ဘေးအတွက်ဆူကျိုးတွေ ရှိနေပါအတူတပြင့်ဝမ်းချုပ်တတ်တာဟောကျင်အံ့ကျင်ဖြစ်တတ်တာအမြဲတမ်းမှိန်ပြီးတော့မိမ့်မောနေတာတချို့ဆိုရင်ခေါင်းချာချာလည်းမူးတာနော်စီးသွားတာနေသွားတာတချို့တော့လူများတွေမှာရာရံစေတတ်တာဒီစေးတွေသုံးခြင်းအပြင်ရှိတတ်ပါအတူတပြင့်ကိစ္စဝေဒနာရှင်များဒီစေးတွေတောက်တော့ရင်သတိထားဖို့ပါ ဒီတဲ့ပို့ပြီးတော့အသက်အန္တရာယ်ကိုဝင်ချင်းချောက်နိုင်တဲ့ complication တွေလည်းရှိပါတယ်။ထိန်းကုပ်မှုမရှိလုံးထွက်ခဲ့ရင် respiratory failure လို့ခေါ်တဲ့အသက်ရှူရပ်ပြီးတော့เนาะအဆုတ်ကိုထိခိုက်နိုင်တဲ့ပြီးထွက်ဆူကျိုးလည်းရှိပါတယ်။ Now common ဖြစ်တဲ့ဟာကတော့ဆေးဆွဲတဲ့ပြဿနာပါ။ဒီဆေးကိုမှမတော့ရလို့ရှိရင် ဒီဆေးရုံမှာမတုံအောင်လို့ရှင်ဘိန်းဆွဲတာပဲပေါ့လေအနာမသက်တာဘူးနေတာထိုင်တာမရှိဘူးအချိန်တိုင်ဒီဆေးကိုပဲတောင်းဆိုတယ်ဒီဆေးကိုရခင်ကားတဲ့ပုံပြီးတောက်ချင်တယ်ခါတိုင်းတစ်ကျင်တောက်ရင်အခုနှစ်ကျင်တောက်နှစ်ကျင်တောက်ရင်သုံးကျင်တောက်ချင်တယ်ဒါမျိုးလေးတွေဖြစ်လာရှင်တွဲပြီးဖြစ်လာတဲ့ drug tolerance ဆိုခေါ်တဲ့ဆေးရင်ပါမှုပြဿနာကလည်းရှိလာပါတယ်ခါတိုင်းတပြားပြင်းမရသလို ခုနှစ်ပြားပြီးမှရတယ်နှစ်ပြားရင်သုံးပြားပြီးမှရတယ်ဆိုရတပြေးပြီးနဲ့စေးရင်ပါလာတဲ့ပြဿနာတွေအားလည်းဒီ opioid analgesic မှာဖြစ်လာပါတယ် hyperalgesia လို့ခေါ်တဲ့เนาะကိုယ်ခန္ဓာရဲ့မျက်နှာပြင်ပေါ်မှာထိခိုက်မိလိုက်ုံနဲ့เนาะပို့ပြီးတော့နာကျင်တယ်အသားရည်တွေအကိုက်မခံနိုင်တော့ဘူးလူတယောက်တယောက်ကလာပြီးပုတ်ထုပေးမယ်ဆိုတော့မှနာလုံးကျင်တော့တော့အော်ဟစ်ညင်းညူနေရတဲ့အနေအထားမျိုးတွေ ဒါတွေကတော်တော်လေး serious ဖြစ်တဲ့ရေးထွက်စူးကြိုးတွေပါဒါလေးတွေလည်းတိထားဖို့လိုပါတယ်ဒါတွေရှိနေလို့ဒီဆေးကိုမတုံးရတော့ဘူးလားဆိုတော့မဟုတ်ပါဘူးဒီဆေးတွေကိုထိန်းကွက်ပေးတဲ့နီးစနစ်တွေတိပ်ပံနီးကြသူတည်တနာပြုထားတဲ့ formula တွေနဲ့ဒါတုံးမဲ့ဆိုရင်ရေးထွက်စူးကြိုးတွေနည်းပြီးတော့ကောင်းကျိုးကိုများများခံစားရပြီးတော့เนาะဘဝရဲ့နောက်ဆုံးအချိန်တွေမှာဒါမှမဟုတ်လည်း အလွန်ကြီးမားတဲ့เนาะကျမကြီးပြဿနာကြီးဂျုံတွေ့တဲ့အခါမှာဒီစီးတွေကလွန်စွာပဲအထောက်အကူပြုနေဦးမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ over the counter drug လို့ခေါ်တဲ့အတွေ့အကြုံစေးဆိုင်မှာပြေးဝယ်လို့ရတယ်နီးစပ်ဆိုပြေးဝယ်လို့ရတယ် NSAID လို့ခေါ်တဲ့ဒီ analgesic စေးဝါးတွေပေါ့เนาะ diclofenac ဆို ibuprofen တို့ aspirin တို့ indomethacin စသဖြင့် နီဒီ over the counter drugs เนาะ energetic drugs တွေကလည်းပဲเนาะသူ့မှာ visual စုကြိုးတွေရှိပါတယ်အလွန်ကျွန်းတာတောက်မိခဲ့တယ်ဆိုရင်အစာရင်ယောဂဖြစ်တတ်တယ်အစာရင်ပေါက်ပြီးသွေးယိုတတ်တယ်အစာမကြီးဖြစ်တတ်တယ်ခေါင်းကြိုက်တာမူတာဖြစ်တတ်တယ်ခြေလက်တွေမျက်နှာတွေအန်းနာရောက်တာဖြစ်တတ်တယ် ဒါလေးတွေကတောက်တဲ့အခါမှာအနေနဲ့များဆိုလို့လူတော်တော်များများဖြစ်ကြတာပေါ့တိတ်ပြီးအလွန်ကျွံတောက်မိတယ်ဒါမှမဟုတ်ရင်ငကိုတဲကိုကအစာအိမ်တို့ကြောက်ကတ်တို့အသေးတို့မကောင်းတဲ့ယောဂအခန်းရှိတဲ့လူတွေကိုဒီစေးတွေဒါလွန်ကျွံတောက်မိခဲ့မယ်ဆိုလို့ရှိရင်တော့အသက်အန္တရာယ်ကိုပင်ချိန်ချောက်နိုင်တဲ့เนาะကြောက်ကတ်ပျက်စီးတာအစာအိမ်သွေးယိုတာအစာအိမ်ပေါက်တာသွေးဆောင်တက်ပြီးတော့လေဖြတ်တာเนาะ နှလုံးကို direct ထိခိုက်တာအသက်ရှူလမ်းကြောင်းကျက်တာဒါလေးတွေကဖြစ်နိုင်ခြေရှိတဲ့လက္ခဏာတွေဆိုတာကိုလည်းသိဖို့လိုပါတယ်နောက်တစ်ခုကပဲကြည့်လို့လို့အများရန်နော်ဝါးစားနေတဲ့ paracetamol လို့လူနာတော်တော်များများမြန်မာနိုင်ငံမှာမြင်မှုပါတယ်နေ့တိုင်းနေ့တိုင်း paracetamol တောက်မှမနာလဲတောက်နာလဲတောက် အဲ့ဒါတောက်မှနေလို့ကောင်းတယ်ပရာစီဇွန်မှမတောက်ရင်တနေလုံးနေလို့မကောင်းဆိုတော့သူတွေတော်တော်များများတွေ့ရဒီဟာလည်းပဲအမှန်တော့မှန်ကန်တဲ့နေလည်းမဟုတ်ဘူးဆိုတာသိထားသင့်ပါလေပရာစီဇွန်မှမှလည်းပဲအလွန်ကို စိတ်ချယုံကြည်ရပြီးတော့ဘီးတဲ့ဆိုချိုအ ਨੇ ဆုံးလို့ပြောလို့ရတဲ့စေဂရုထဲမှာပါပါတယ်သို့တော်လည်းပဲသူ့ကိုလည်းပဲမစင်မရှင်တောက်မိရင်เนาะအသေးလုံးဝပျက်စီးသွားလာမျိုး เนาะအသေးယောဂအခံရှိတဲ့လူမျိုးမှာဒီစေးပေးမိလိုက်ရင်အသက်အန္တရာယ်ချိန်ချောက်နိုင်တဲ့နောက်ဆက်တဲ့ပြဿနာကြီးဖြစ်လာတာမျိုးတွေ့ရပါတယ်เนาะအဲ့တော့ချင်းချိန်ပြီးတော့တောက်ရမှာဖြစ်ပါတယ်နောက်တစ်ခုက adjuvant analgesic လို့ခေါ်တဲ့သူကတော့ခန္ဓာကိုယ်ရဲ့နာကျင်မှုဝေဒနာကိုเนาะပူတွဲပြီးတော့ပံ့ပိုးကူညီပေးတဲ့ဆေးဝါးတွေပေါ့ နော် pure analgesic တော့မဟုတ်ဘူးဒါပေမဲ့အကျိုးပဲ analgesic နဲ့သုံးလို့ရတယ်အထူးသဖြင့်နာသာရှည်နာကျင်မှုဝေဒနာခံစားနေရတဲ့လူနာမျိုးတွေမှာ antidepressant လို့ခေါ်တဲ့စိတ်ကြယောဂတွေတောက်တဲ့ဆေးတွေ anticonvulsant လို့ခေါ်တဲ့နော် pregabalin ဆေးတွေနော် topical agent လို့ခေါ်တဲ့အသက်သိကြီးတဲ့လူတွေမှာဆေးဝါးတွေရဲ့ ေးထွက်ဆူဂျူတန်ကိုမခံနိုင်တဲ့အတွက်ကြောင့်ဒီဆေးဝါးကိုအကျော်နဲ့ပါဇက်ကတဆင့်ခန္ဓာကိုယ်ရဲ့ system ထဲကိုမရအောင်နော်လိမ့်စေးတွေအနေနဲ့အသုံးပြုလို့ရတဲ့ topical agent တွေရှိပါတယ်ဒါတွေကလည်းအလွန်သုံးဝင်ပါဒုတိယပြင်အသက်ကြီးပြီးတော့ကျန်းမာရေးဆိုင်ရာချုပ်ရင်းနေတဲ့လူတွေနာကျင်မှုတွေကခံစားမိဆိုရင် potent ဖြစ်တဲ့ topical energetic လိမ့်စေးအမျိုးမျိုးဟာ မြန်မာနိုင်ငံဈေးကွက်ထဲမှာမြန်မာကြီးရှိပါတယ်နော်တော့ဒါတွေကိုလည်းတောက်လို့ရပါတယ်သူတို့တွေတောက်မယ်ဆိုလို့ရှိရင်လည်းပဲနော်ဈေးရဆူကျူအနေငယ်တော့ရှိနေပါတယ်ဥပမာပြင်အာခေါင်6တာတို့တချို့ဆိုလို့ရှိရင် drowsy ဖြစ်ပြီးအလုပ်ကိုမလုပ်နိုင်တော့ဘဲနဲ့အများရန်ငိုက်မီးနေတာမျိုးတို့တချို့ဆိုရင်ကိုယ်လေးချိန်တက်လာတာမျိုးလို့တချို့ဆိုရင်နှလုံးခုန်လုံးမမှန်တာမျိုးတွေနော် တချို့ဆိုရင်လည်းရာရန်တာမျိုးတွေပေါ့ဒါတွေကတော့ topical agent တွေမှာဖြစ်တတ်တာပေါ့နော်အပူလောင်လာမျိုးတွေဒါလေးတွေတည်းသတိထားပြီးတော့တက်ဆိုင်ရန်ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ပြတ်တကုတပြီးရင်လည်းအသုံးပြုပြီးလို့ရှိရင်လည်းအနည်းကစောင့်ကြည့်ပြီးမှသာဒါကိုစိတ်ချယုံကြည်စွာနဲ့ဆက်လက်တောက်သုံးသင့်တယ်လို့နော်ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်နောက်ဆုံးတစ်ခုပြောချင်တာကတော့တချို့သောစီးပွားတွေက ခြားသောတောက်နေကြဈေးဝါးတွေနဲ့မတက်တတ်တဲ့ drug interaction ပေါ့ဒါလေးတွေလည်းရှိတတ်ပါလေဥပမာအဖြစ်သွေးကြဲဈေးတွေတောက်နေတဲ့လူတွေဒီဆိုရလို့ NSAID လိုဟာမျိုးနော် acetaminophen လိုဟာမျိုးဒါမျိုးတွေနဲ့တွဲပြီးတောက်ခြင်းအားဖြင့်အစာရင်ရဲ့ဥလမ်းကြောင်းကိုပိုပြီးထိခိုက်စေနိုင်တယ် သွေးထွက်စေနိုင်တဲ့သွေးယိုစေနိုင်တဲ့အနေအထားလေးရှိတယ်။ဒါမျိုးလေးတွေကြရင်ကြည့်ရှောင်ရပါမယ်။ဒီအားအတွက်လည်းမြန်မာနိုင်ငံမှာ drug formulary ဆိုတဲ့စာအုပ်ကြီးရှိပါတယ်။ဘယ်စင်းနဲ့ဘယ်စင်းကအစားအစာလိုပဲပေါ့။ဘယ်စာနဲ့ဘယ်စာမတည့်ဘူးဆိုတာလိုဘယ်စင်းနဲ့ဘယ်စင်းနဲ့မတည့်ဘူးဆိုတာကို online မှာလည်းကျွန်တော်တို့ကြည့်လို့ရပါတယ်။သက်ဆိုင်ရာပညာရှင်များကိုလည်းမေးမြန်းလို့ရပါတယ်။နောက်ဘူးဒုရအနေနဲ့လည်းဒါက online assessment အကုန်လုံးလုပ်လို့ရပါတယ်။ accessible ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ကိုခံယောဂအန်ဒါလိုင်းဒစီဆိုနာတိုင်းအနာပြောက်ဆေးထိုးတယ်နာတိုင်းအနာပြောက်ဆေးထိုးတယ်တန်းတဲ့တစ်ဖက်ကဒီအနာကြီးဘာကြောင့်နာတာလဲနော်ကော့ဆိုမရှာဘူးကော့ဆိုမရှာဘဲနဲ့နာတိုင်းနာတိုင်းအနာပြောက်ဆေးတစ်ခုကိုပဲမိဝဲနေပြီးတော့ယောဂရဲ့ဇင်းမြင့်အကြောင်းရင်းကိုမသိနိုင်ဘူးမရှာဘူးမကုတ်ဘူးဆိုလို့ရှိရင်လည်းပဲဒီ energetic တွေကပြဿနာဖြစ်တယ် ိတာထင်ကြတာကကျွန်တော်တို့အယိုးနဲ့ပတ်သက်တဲ့ယောဂတွေထဲမှာအဖြစ်များတဲ့ဒုစစ်နာတဲ့ယောဂပေါ့ဒုစစ်ကြီးပေါင်းယောဂလို့အားလုံးသိကြတယ်အဲ့ဒုစစ်ကြီးပေါင်းယောဂမှာဒုစစ်ကြီးပေါင်းဖြစ်ရတဲ့ underlying cause နဲ့သူ့ရဲ့ဇီဝဖြစ်စဉ်ပေါ့ pathophysiology ကိုမကုဘဲနဲ့နာတိုင်းစိတ်တော့နာတိုင်းစိတ်တော့အနာပြအောင်လို့ နာရာတက်တာလာနဲ့အမြမစင်မကျင်တဲ့ဒူးကောင်းကိုတုံးအဲ့ဒီအခါမှာယောဂရဲ့ဇီဝဖြစ်စဉ်ဟာအဆုံးစုံအထိနော်ပျက်စီးသွားပြီးတော့နောက်ဆုံးတစ်နေ့မှာဘယ်အနာပြောက်ဆေးမှလည်းတောက်လို့မရတော့တဲ့အခြေအနေနော်ဇီဝဖြစ်စဉ်ကိုအားပေးတဲ့ကြီးပေါင်းဆေးတွေလည်းတောက်လို့မရတဲ့အခြေအနေဖြစ်လာပြီးတော့ဒူးစစ်အစိတ်ပိုင်းတစ်ခုလုံးကိုခွဲစိတ်အစားထိုးရတဲ့အနေအထားမျိုးတိ လင်းလင်းမြန်မြန်ရောက်သားတတ်တာတွေကိုအတော်များတွေ့နေရပါတယ်။ဒါကိုလည်းတတိထားဖို့လိုပါတယ်။နောက်တစ်ခုကတော့ဒီ OPI နဲ့အရက်သေးစားတောက်ဆုံးတတ်တဲ့လူတွေအခြားသောမူရစ်စေတတ်တဲ့အစားအသောက်တွေကိုမမောတဲ့လူတွေအနေနဲ့ OPI လို့ခေါ်တဲ့ဘေးကင်တဆင့်ထုတ်လုပ်ထားတဲ့တခြားဆေးဝါးတွေနဲ့ရှင်တွဲတောက်သုံးဖို့မတင်တော်ဘူးဆိုတဲ့ချက်ကိုလည်းတည်စားဖို့လိုပါတယ်။အခုကျွန်တော်ပြောတဲ့အကြောင်းအရာတွေအကုန်လုံးကနော် ဘာလို့သတိထားတဲ့နည်းဆိုရင်စေဝါများသည်မိမိရဲ့လက်တလန်းမှာရှိနေတော်ညာလဲပဲဒီစေဝါတွေရဲ့အကြောင်းကိုဂါဂနန္နစက်မိုက်ပူဇူတာမရှိခဲ့ဘူးမစင်မကျင်တဲ့သုံးမယ်ဆိုလို့ရှိရင်အသက်ကိုပဲအန္တရာယ်ပြုနိုင်တဲ့နော် complication တွေဘေးဆက်ဆူကျိုးတွေရှိနေပါတယ်ရှိလဲရှိနေပါတယ်နော်ရန်ကုန်ပြည်သူ့စေုံကြီးအဆိုင်နဲ့ဦးလိုင်းချောင်းဌာနမှာ နော်ရှိတဲ့စင်းစရာတွေအရာအစာအိမ်နဲ့ဥလန်းချောင်းဝရင်သွေးယိုစီးတဲ့လူနာတွေရဲ့35ရာခိုင်နှုန်းကယောဂါကြောင့်မဟုတ်ဘဲနဲ့ဒီ energetic စေဝါတွေကိုမစင်မခြင်းတောက်တုံးလို့အစာအိမ်ပေါက်တဲ့လူတွေဖြစ်ကြောင်းကျွန်တော်တို့သိရှိထားပြီးဖြစ်ပါတယ်အဲ့တော့ဒါတွေကိုလည်းကျွန်တော်တို့ဆင်ခြင်ရမှာ ဖြစ်ပါတယ်အဲ့တော့ကိုယ်တိုင်လည်း ဒီစေဝါတွေအကြောင်းကိုလက်လန်းမိသလောက်လေ့လာပါယောဂတခုဖြစ်လာရင်လည်းပဲအကြောင်းရင်းကိုရှာပြီးမှသာလင်ပညာရှင်များရဲ့เนาะမှန်ကန်တဲ့တိကျတဲ့ညွှန်ကြားချက်တွေကိုတလေးတစားလိုက်နာပါဘေးရဲဆူဂျူဖြစ်လာပြီဆိုရင်လည်းသက်ဆိုင်ရာဆေးပညာရှင်ကိုကုသပေးတဲ့ဆရာကိုချက်ချင်းအတိပေးအကြောင်းကြားပြီးတော့เนาะကိုခန္ဓာရဲ့เนาะ ဘေးဒက်ဆိုးကျိုးတွေကိုအချိန်မီကုသမှုခံယူကြပါလို့เนาะကျွန်တော်အနေနဲ့ဒီကန္နာမှာအတိပေးရင်လည်းညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ซีฟัม caring for well-being